အမေရိကန်သမ္မတဒေါ်နယ်ထရန့်က H1B ဗီဇာကိုက်ထောက်သူများကိုနှစ်စဉ်ရှုပ်ကြေးငွေ125ဒေါ်လာကနေဒေါ်လာ33တိတုံးမြစ်လိုက်ပါတယ်။ဟုတ်ပါတယ်။ခင်ဗျားတို့နားချမမှားပါဘူး။125ဒေါ်လာကနေဒေါ်လာ33တိတုံးမြစ်လိုက်တာပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုသည့်အဆမတတုံးမြစ်လိုက်တယ်လဲဆိုတော့ကိုမပြောပြခင်မှာဒီ H1 ဗီဇာကြောင့်ကိုမတိသေးတဲ့သူတွေအတွက်နည်းနည်းလေးရှင်းပြပေးချင်ပါတယ်။ ဒီ H1B visa ဆိုတာကဒီအမေရိကန်နိုင်ငံမှာအမေရိကန်နိုင်ငံသူနိုင်ငံသားမဟုတ်ဘဲနဲ့ဒီတခြားနိုင်ငံကဒီနိုင်ငံခြားသောသူတွေအတွက်ဒီ specialty occupation လို့ခေါ်တဲ့ဒီအထူးအကျွမ်းကျင်မှုလိုအပ်တဲ့လုပ်ငန်းတွေမှာတာဝန်ထမ်းဆောင်ဖို့အတွက်ခွင့်ပြုပေးတဲ့လက်မှတ် visa ဖြစ်တယ်ပေါ့နော်ဥပမာသိပ္ပံနည်းပညာကွန်ပျူတာနည်းပညာပညာ engineer IT ပညာဘာသာရပ်တွေမှာအထူးကျွမ်းကျင်တဲ့နိုင်ငံခြားသောများအတွက် USAC က အတိတ်ထုတ်ပေးထားတဲ့ visa ဆိုလဲမမှားဘူးပေါ့နော်။တွတ်ပြီ visa ရဲ့အသေးပဲပြီးဆိုတော့ specialty occupation visa လို့ခေါ်ပြီးအဲ့ဒီ visa ကိုဒီစပထမမှာတက်တန်း3နှစ်တိခွင့်ပြုပြီးနောက်ထပ်6နှစ်တိထပ်မံတိုးချဲ့လို့ရပါမယ်။ ။နောက်ပြီးတော့အဲ့ဒီဗီဇာကိုကိုတိုင်ဒါမှမဟုတ်အေဂျင်စီတွေကိုငှားပြီးတော့အလျှောက်လို့ရတဲ့ဗီဇာမျိုးမဟုတ်ပါဘူး။ဒီကိုလုံးမဲ့အလုပ်ရဲ့အလုပ်ငါရှင်ကုမ္ပဏီပိတ်ရှင်ကိုတိုင်တွားလျှောက်ပြီးမှရရှိနိုင်တဲ့ဗီဇာမျိုးလည်းဖြစ်ပါတယ်။အဲ့ဒီ H1B ဗီဇာကိုထားတဲ့သူတို့ဟာဒီအမေရိကန်နိုင်ငံမှာနေထိုင်နေကြတဲ့ဒီနိုင်ငံခြားသောအတော်များများလူချင်းတဲ့ green card ကိုရဖို့အတွက်လည်းအခွင့်အလမ်းပိုများပါတယ် ဒါပေမဲ့ဒီ visa ကိုရောက်ဖို့အတွက်ဆိုဟာအတော်ယူစကေးနဲ့တော့မရရှိနိုင်ဘူးပေါ့နော်သူရဲ့ visa ရဲ့နာမည်အတိုင်းပဲဒီ specialty occupation လို့ခေါ်တဲ့အထူးကျွမ်းကျင်မှုရှိတဲ့အရေးချင်းရှိတဲ့သူမှတော့ရရှိနိုင်တဲ့ visa မျိုးပဲဖြစ်ပါတယ်။အဲ့တော့ဆိုခုလို H1B visa အခြေကိုဒီလိုမျိုးစမတန်သုံးမြင့်လိုက်ခြင်းဟာဘယ်သူတွေဘယ်ဖွဲ့စည်းတွေဘယ်ကုမ္ပဏီတွေကိုထိနာနိုင်တယ်လဲ။ အခုလိုမျိုး H1B visa အခြေတွေကိုစမ်းမတာတိုးမြင့်လိုက်ခြင်းကြောင့်ပထမဦးဆုံးနင်းလာတာကတော့ဒီမိပညာကုမ္ပဏီတွေဖြစ်တယ်ပေါ့နော်ဥပမာ Apple Facebook Amazon စသဖြင့်ကုမ္ပဏီတွေပဲဖြစ်ပါတော့ကိုအမေရိကန်သမ္မတ Donald Trump ကလည်းဒီပဲချက်ရှိရှိလုပ်လိုက်တာပဲဖြစ်ပါတယ်အားကြောင့်လဲဆိုတော့ဒီလိုမျိုးတိုးလဲခြင်းကြောင့်ဒီ company pension တွေအနေနဲ့ဒီလူတွေကိုဆက်မှားထားဖို့ တနှစ်ကိုတရုတ်ချင်းစီအတွက်တနှစ်ကိုဒေါ်လာတသိန်းပဲပေးမလားမဟုတ်ရင်အမေရိကန်လူမျိုးတွေကိုလုတ်ခတ်မလားဆိုတဲ့ရည်ရွယ်ချက်နဲ့လုတ်လိုက်တာပဲဖြစ်ပါတယ်။ဒီထဲမှာမှအကြီးမားဆုံးထိခိုက်နေတဲ့ company ကတော့ဒီ Amazon company ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်ခုနကပြောခဲ့သလိုပဲဒီ visa မျိုးဟာကိုကိုတိုင်ဒါမှမဟုတ် agent တွေကိုဖားပြီးတော့ရှောက်ခဲလို့ရတဲ့ visa မျိုးမဟုတ်ဘူး။ဒီ company ပိုင်ရှင်ကိုတိုင် apply လုပ်ပြီးမှရရှိနိုင်တဲ့ visa မျိုးပါ။ ပြီးလို့ရှိရင်အဲ့ဒီ visa ကြီးကိုလည်းဒီ company ပိတ်ရှင်ကပဲပေးသွင်းရတယ်ပေါ့နော် USIC ရဲ့အချက်လက်ရပြောရမယ်ဆိုရင်အမေဆိုမှာ H1B visa ကိုထောက်သူဦးရေ6000ကျော်ရှိပါတယ်အဲ့ဒီ6000ကျော်ကို နောက်ထပ် visa ရှုပ်လာတဲ့ရှုပ်လို့ရှိရင်တစ်ယောက်ကိုဒေါ်လာ30စီပေးဆောင်ရမှာပဲဖြစ်ပါတယ် ီတစ်ခုဟာဒီနိပညာကုပ္ပဏီတွေအတွက်လောကကြားရိုက်စေတဲ့စီခေါ်မှုကြီးတရားလို့ဆိုနေပါတယ်ပေါ့နော်။ဒါပေမဲ့လည်းအခုလိုမျိုးဗီဇာကြေးတွေကိုတိုးမြင့်ဖို့ရာဆိုရအနေနဲ့တရားဝင်အာဏာလောကမရှိဘူးလို့အမေရိကန်လူဝေမှုကြီးကြပ်ရေးကောင်စီကအိဆာမျက်နှာတွေထုတ်ပြန်ထားပါတယ်။ကဘာဖြစ်မဲ့လဲဆိုတော့ကျွန်တော်တို့ဆက်လက်အဆုံးကြည့်ရမှာဖြစ်ပါတယ်။တို့ရဲ့ဗီဒီယိုတွေကိုအခုလိုမျိုးပြီးတိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ထပ်လာမယ့်ကမ္ဘာတည်င်းအမီဒီယာတွေကိုကြည့်ချင်တဲ့ဆိုရင်တော့တတော်ရဲ့ YouTube channel လေးကို subscribe လုပ်သွားပေးပါလို့ဆိုတော့တောက်ဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ